လူလူကောင်းဆောင်တောင်ဆန်းစုကြည်ကိုအာနာသိန်းစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းကပြစ်ဒဏ်တွေချမှတ်ထားခြင်းက2008ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်တွေကိုလုံးဝလေးစားလိုက်နာခြင်းမရှိဘဲအခြေခံဥပဒေကိုစန့်ကျင်ကဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်များချမှတ်ထားတာဖြစ်တယ်လို့မြန်မာနိုင်ငံရှိနေများကောင်စီကဒီကနေ့ဂျွန်လ14ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်2008ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုံမှ233ရဆိုရင် ပြည်ထောင်စုဝန်ကြီးတဦးအားဆွဆွဲပြစ်တင်ခြင်းကိုပုံမှ87ခါမှပြဋ္ဌာန်းထားတဲ့အတိုင်းပြည်ထောင်စုလွှတ်တော်မှပါဝင်တဲ့လွှတ်တော်၂ရက်ကနေလွှတ်တော်၁ရက်ရက်နဲ့လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရီတဲကအနည်းဆုံး၄ပုံ၃ပုံကလက်မှတ်ရေးထုတ်ပြီးမိမိတို့ရဲ့ဆွဆွဲချက်ကိုသက်ဆိုင်ရာလွှတ်တော်အကြီးအမှုထံကိုတင်ပြရမယ်လို့ဆိုပါတယ်။ ဒါပြင်ပုံမှန်87ဂါအရအဲ့ဒီဆွဆွဲချက်ကိုသက်ဆိုင်ရာလွှတ်တော်ရဲ့လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဥယေတဲကအ ਨੇ ဆုံး3ပုံ2ပုံကထောက်ခံမှသာဆက်လက်အရေးယူဆောင်ရွက်ရမယ်လို့လည်းအတိအလင်းပြထန်ထားပါဗျ။လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုချွင်းချက်မရှိပြန်လွှတ်ပေးဖို့နဲ့မတရားသဖြင့်ဖမ်းဆီးထိန်သိမ်းပြစ်ဒဏ်ချမှတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့မြန်မာနိုင်ငံရှိနေများကောင်စီကထုတ်ပြန်တိုက်တွန်းထားပါတယ်ရှင်။ မကွေးတိုင်းငဖဲမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့နေရီကန်ဗျူဟာကုန်းတပ်စခန်းကနေထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်23ကိုလက်နက်ခဲအနေနဲ့တူဖမ်းမိခဲ့တယ်လို့ CDF အရှိုးရဲ့တာဝန်ရှိသူတဦးကပြောပါရယ်နိုင်ငံဗျူဟာကုန်းတက်နာမှာတိုက်ပွဲတွေအရန်ပြင်းထန်နေပြီးတိုက်ပွဲတွေကြားကနေသူတို့အသက်တွေအသေးမခံနိုင်လို့ထွက်ပြေးလာကြတဲ့စစ်သား23ယောက်ကိုလက်နက်ခဲအနေနဲ့တူဖမ်းဆီးရမိခဲ့တယ်လို့ CDF အရှိုးရဲ့တက်ခွဲမှုတအုပ်ကပြောပါရယ်။ ။အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေ MA1 တနက်9လက်၊ MA3 တနက်3လက်တို့အပြင်ခဲယမ်းတွေနဲ့စစ်အုံဆောင်တချို့နဲ့အတူပြီးခဲ့တဲ့ဂျွန်လ၈ရက်နေ့ကနေ၁၂ရက်နေ့အထိ9ရက်တာကာလအတွင်းဖမ်းဆီးရမိခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။အခုဖမ်းမိတဲ့အထဲမှာစစ်တပ်ရဲ့တရေတပ်သားတွေလည်းပါဝင်သလိုတပ်သားတွေလည်းပါပြီးလိုအပ်တဲ့စစ်ဆေးမှုတွေဆောင်ရွက်ထားကတုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့ CDF အရှိုးရဲ့ပြန်ကြားရေးတာဝန်ခံစီကနေတစင်သိရပါရရှင် စကိုင်းတိုင်းအထက်ပိုင်းဗန်းမောင်းမြို့နယ်မြောက်ပိုင်းဘူတောင်ခေါင်တုံလေတာကုန်းကျေးရွာတွေဘက်ကိုစစ်ကောင်စီနဲ့အစံနေပူးပေါင်းတပ်တွေကအင်အား200ဝန်းကျင်နဲ့အစံနေထိန်းချုပ်နယ်မြေဖြစ်တဲ့နမ်မာဘက်ကနေဂျွန်လ2ရက်နေ့ကစတင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ်။ဒါကြောင့်ထွက်ပြေးတင်းရှောင်နေကြတဲ့ဒေသခံတွေဟာလက်ရှိအချိန်ထိနေရပြန်လာနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။ဒါပြင်ဒေါ်လာရင်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီအဖွဲ့တွေနဲ့ကျွန်လာကိုရဲနေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီတက်ဖွဲ့တွေပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဗန်းမောင်းမြို့နယ်ပကဖတာဝန်ရှိသူတအုပ်စီကနေသိရပါဗျ။ လက်ရှိအချိန်မှာစစ်ကောင်စီဘူပေါင်းတပ်တွေဆုတ်ခွာသွားပြီးတဲ့နောက်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်စောင့်ကြည့်နေသေးတဲ့အခြေအနေဖြစ်ပြီးဗန်းမောင်းမြို့နယ်ကတော်လိုင်းတပ်ဖွဲ့တွေကလည်းနယ်မြေကာကွယ်ရေးတွေပြုလုပ်နေပြီးကျေးရွာ၃ရွာကပြည်သူတွေကတော့နေရပြန်နိုင်ခြင်းတော့မရှိသေးပါဘူး။ပြည်သူအများစုကကိုလိုယုံထွက်ပြေးခဲ့ရသူများသာဖြစ်တာကြောင့်လက်ရှိအချိန်အခြေခံလိုအပ်ချက်တွေလည်းအခက်အခဲဖြစ်နေတယ်လို့သိရပါပါတယ်ရှင်။ ရန်ကုန်တိုင်းသင်္ကန်းကျုံမြို့နယ်မှာဘေးတွဲဆိုင်ကယ်မောင်းသူတွေဟာအဖမ်းမခံရအောင်စစ်ကောင်စီကဖွဲ့စည်းထားတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်ပြီးအဖွဲ့ဝင်အင်ကြီးကိုလည်းဝစ်ဆင်နေကြရတယ်လို့သိရပါဗျ။နတ်ပြရောင်အင်ကြီးရဲ့ကြောဘတ်မှာအဖွဲ့ဝင်နံပါတ်နဲ့အဲ့ဒီအဖွဲ့နံပါတ်ကိုအတူခေါပါတာလာခရစာသားရိုက်ထားပြီးအရှိတ်ဘတ်မှာတော့စစ်ကောင်စီ လက်ခံထားတဲ့နိုင်ငံအလံတစိရိုက်နှက်ထားပါဗျ။ ဲ့ဒီအင်ဂျီကိုရက်ွက်ရုံမှာငွေပေးသွင်းပြီးထုတ်ယူရတာဖြစ်ပြီးအင်ဂျီဝတ်ထားရင်မဖမ်းဘူးလို့ဆိုတာကြောင့်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်သူတွေတိုးလာတယ်လို့ဘေးရဲဆိုင်ကမောင်းသူတယောက်ကပြောပါတယ်အရင်ကလည်းဘီဒွဲဆိုင်ကမောင်းသမားတွေကိုစီယုံပြီးဆိုင်ကယ်ရှိမှပါတာလာခရစာသားစတစ်ကာကပ်ပေးတဲ့နီလန်းကိုသုံးခဲ့ပြီးဒီအပိုင်းမှာဘီဒွဲတွေဖမ်းဆီးတာတွေရှိပြီးတဲ့နောက်အခုလိုအင်ဂျီထုတ်ပေးလာတာဖြစ်ပါတယ်။ရန်ကုန်မြို့မှာဗိုလ်ချုပ်မိုးဟောင်းချိုထွန်းအောင်အတနက်နဲ့ပြစ်ခတ်ရပြီးတဲ့နောက် ဘက်ထရီစပိန်ဆိုင်ကယ်နဲ့ဘေးရဲဆိုင်ကယ်တွေကိုဖမ်းဆီးလာတာတွေခက်ဆိတ်ဆိတ်လုပ်လာတာလို့ဒေသခံတွေကဆိုပါတယ်။ဒါ့အပြင်အာနာသိန်းစစ်ကောင်းဆောင်ကလိုင်စင်မဲ့ရင်တွေဖမ်းဖို့ပြောပြီးတဲ့နောက်မှာဘေးရဲဆိုင်ကယ်တွေပို့ပြီးဖမ်းဆီးခံလာရလို့အဖမ်းမခံရအောင်ပြည်သူ့လုံခြုံရေးအဖွဲ့တဲဝင်သူတွေများလာတယ်လို့ဘေးရဲမောင်းသူတို့ကပြောခဲ့ပါတယ်ရှင်။ လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းတို့အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ဖို့ CDM အောင်မြင်ရေးကော်မတီနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ဂျွန်လ12ရက်နေ့က CDM နိုင်ငံဝန်ထမ်းတို့ညီလာခံဂျားကာလာအကောင့်ထဲပေါ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်တမ်းမာရေးပညာရေးမိယထနဲ့တခြားကဏ္ဍအသီးသီးကကိုယ်စားလှယ်တွေကိုကိုစားပြုမှုနဲ့ဖိတ်ခေါ်ပြီးပေါင်းဆက်ဖွဲ့စည်းနိုင်ရတဲ့အတွက်စူးစမ်းနေရလို့ဆိုပါတယ် 2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကနေ10ရက်နေ့အထိလျှက်တာပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်ညီလာခံအပြီးထွက်ပေါ်လာတဲ့နိုင်ငံဝန်ထမ်း CDM တွေရဲ့ညီလာခံသဘောတူဆုံးဖြတ်ချက်ရလဒ်တွေအတိုင်းလုပ်ငန်းစဉ်တွေကိုအကောင့်ထည့်ဖော်နေတာပါ။ဒီလာခံရလက်ရအတီးပြုထားတဲ့ကိုယ်စားလှယ်ရခိုင်တို့သတ်မှတ်ချက်တွေပြည့်ပြီဆိုရင်ဆက်လက်ပြီးတိုင်းပြည်နယ်ထေသအလိုက် CDN စုဖွဲ့မှုတွေအကောင်းလာဖို့နဲ့ပေါ်ပေါက်လာဖို့ဆက်လက်ဆောင်ရွက်သွားဖို့ရှိကြောင်း ကျမတို့ဖြစ်မြောက်ရေးကော်မတီအနေနဲ့တတိယအကြိမ်ညီလာခံခေါ်ယူပြီးလွတ်လပ်သော CDM နိုင်ငံဝန်ထမ်းတို့အဖွဲ့အစည်းဖွဲ့စည်းနိုင်ဖို့ပဲဖြစ်တယ်လို့ CDM နိုင်ငံဝန်ထမ်းတို့ညီလာခံခြားကာလအကောင့်ထဲဖော်ရေးအဖွဲ့တာဝန်ခံကပြောခဲ့ပါတယ်ရှင်။လိုင်စင်မရှိဘဲနိုင်ငံသားငွေရောင်းဝယ်လဲလှယ်သူတွေအဖွဲ့အစည်းတွေကိုထိတိယယောက်အရေးယူဆောင်ရွက်နိုင်ရေးအရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကဂျွန်လ12ရက်နေ့မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ Facebook page တွေ Facebook group တွေ Viber group တွေနဲ့ application တွေ USDT အပါအဝင်နိုင်ငံခြားငွေတွေဈေးနှုန်းတွေတင်နေတာအယောင်းဝယ်လုပ်နေတာတွေဟာနိုင်ငံခြားငွေဈေးနှုန်းတွေမတည်ငြိမ်အောင်လုပ်နေတာဖြစ်တယ်လို့စစ်ကောင်စီဗဟိုဘဏ်ကဆွဆွဲလိုက်ပြီးသူတို့အနေနဲ့စောင်းကြည့်ကဆက်ဆက်နေတဲ့လူပုတ်ကိုရီးယားဘဏ်အကောင့်တွေဖုန်းကတ်တွေကိုပိတ်သိမ်းတာတရားစွဲတာတွေလုပ်နေတယ်လို့ဆိုပါရယ် စစ်ကောင်စီလက်အောက်ခံဘိုးဘန်ကတော့ဒေါ်လာဈေးကိုထိန်းချုပ်ဖို့ပို့ကုန်လုပ်ငန်းရှင်တွေပြပရောက်လို့သမားတွေစီကရထားတဲ့ဒေါ်လာတွေကိုသွင်းကုန်လုပ်ငန်းရှင်တွေစီကိုဒေါ်လာကို3600ကျပ်ဝင်းကျင်နဲ့ဒေါ်လာတန်းချီမကြခဏထုတ်ရောင်းနေပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဟာနိုင်ငံသားငွေတရားမဝင် ရောင်းဝယ်လို့ဆိုပြီး2025ခုနှစ်ဇန်နဝါရီလအထိလူပုတ်ကိုစုစုပေါင်း26ရောက်ကိုအေးအေးယူထားပါတယ်။ ။ဒါအပြင်အခုရက်ပိုင်းအတွင်းမှာလည်းရွှေလုံငန်းရှင်တချို့ကိုစက်ကောင်စီကခေါ်ယူမေးမြန်းတာတွေလုပ်နေတယ်ဆိုတဲ့သတင်းတွေထွက်နေပါရဲ့ရှင်။ချင်းပြည်နယ်တွေကချင်းပြည်တော်တပ်ဖွဲ့တွေတင်ပိုက်ထားတဲ့မင်းတပ်မြို့နယ်တွေကို2025ခုနှစ်ပထမနှစ်ဝက်အတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ10ဦးထပ်မံတိဆုံးခဲ့ကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိသလိုအဆောက်အအုံပေါင်း100ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့မင်းတပ်မြို့နယ်ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါရတယ်။ မင်းတပ်မျိုးနယ်တဲကိုအခုနှစ်ဇန်နဝါရီလဆန်းမိုင်ကနေအခုလဇွန်လ17ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှု18ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့်အယသပြည်သူတွေအခုလိုထိခိုက်သေးဆုံးခဲ့တာဖြစ်တယ်လို့မင်းတပ်မျိုးနယ်ဂျားကာလာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြည်ကြားရေးတာဝန်ခံကပြောပါရတယ်။အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘာသာရေးနဲ့အစိုးရဌာနအဆောက်အအုံတွေအပါအဝင်ပုဂ္ဂလိကအဆောက်အအုံတရာကျော်ထိခိုက်ပျက်စီးခဲ့သေးတယ်လို့လည်းဆိုပါရတယ်။ စစ်ကောင်စီရဲ့အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေမှာပေါင်2500ဘုံးတွေအပါအဝင်ပေါင်900ဘုံးဒီပေါင်40ကျော်အုံပြတိုက်ခိုက်ခဲ့တာဖြစ်လို့ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီတပ်ရဲ့လေကြောင်းအနေရကိုအထူးသတိထားဖို့ကိုကြားကာလာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းဒဝဲခရိုင်အတွင်းကစစ်ကောင်စီရဲ့ငရဲနီစခန်းကတပ်ဖွဲ့ဝင်တွေဟောင်းစခန်းဆွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ KNU ဗိတ်ထဝဲအတွင်းရေမှုဘရိုဆောအနာကပြောပါရတယ်။ ဂျွန်လ12ရက်နေ့မနက်ပိုင်းကဘောထီစခန်းနဲ့16မိုင်အကွာမှာရှိတဲ့စက်ကောင်စီရဲ့ငရဲနီစခန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစခန်းကိုစွန့်ခွာပြီးထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတပ်သားတွေဟာထိုင်းဘက်ကိုထွက်ပြေးကြောင်းထိုင်းဘက်ကမကူညီရင်သူတို့ထွက်ပြေးလို့မရပဲဘလို့ကူညီပြီးပို့ဆောင်တယ်လဲဆိုတာကိုတော့အသေးစိတ်မသိရသေးဘူးလို့ KNU ဘိတ်ထဝဲအတွင်းရေးမှုဘဒုစောရဲနာကပြောပါဗျ။ ဧပြီမေဂျွန်လ3လအတွင်းမှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ၄ပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့ TK ထိထဘောထိစခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ARD တိုင်းအင်္ဂါဘူမျိုးနယ်ညောင်ကျိုးအင်္ဂါဘူကားလမ်းပေါ် ARD မြင့်ရီကြော်တက်နေတာကြောင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီးအခက်အခဲတွေဖြစ်ပေါ်နေရလို့ဒေသခံတွေစီကသိရပါဗျာ။ ဂျော်လာ73ရက်နေ့မနက်ပိုင်းကစတင်ပြီးအင်ကပူမြို့နယ်ကရင်တပင်ကျေးရွာနဲ့မကြီးစုကျေးရွာအနီးကညောင်ကျိုးအင်ကပူကားလမ်းပိုင်းပေါ်ကို ARD မြည်ရီကြော်တက်နေတာကြောင့်ရင်းတွေဖြတ်တန်းသွားလာမရဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေရလို့ဆိုပါရယ်73ရက်နေ့မနက်ကလေးကရေကြော်နေလို့သွားလို့မရတာအခုမှရေကြော်တက်နေတဲ့လမ်းပိုင်းကကမ်းပြိုကျနေတဲ့နေရာနဲ့တဆက်သေးဆိုတော့အန်ရယ်ကပို့ရှိကြောင် ။မြေကြီးကအစမတန်ကိုဆက်တိုးနေတော့သွားလို့မရတာဖြစ်ကြောင်းဒေသခံတယောက်ကပြောပါရယ်။ကားလမ်းရေကျော်နေတာကြောင့်ဆိုင်ကယ်နဲ့ကအစီရင်90ထပ်မနေဖြတ်တမ်းမရေဖြစ်နေပြီးလမ်းပိတ်ဆိုတာတွေပါဖြစ်နေတယ်လို့သိရပါရယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသကကြေးရွာတွေမှာငလင်တန်းကြောင့်အိုးအိမ်တွေထိခိုက်ပျက်စီးပြီးပြည်သူတွေအခက်အခဲကြုံနေကြရတဲ့အပြင်စစ်မှုထမ်းဆေးတွေပေးနေကြရတယ်လို့ရွာကန်တွေကပြောပါရယ် စစ်မှုထမ်းခြေအဖြစ်တအိမ်ကိုငွေကျပ်1000ခွဲကနေ1800ထိပေးနေရတာငလင်ပြီးတဲ့နောက်နှစ်လရှိပြီဖြစ်ပြီးကြေးပြအုပ်ချုပ်ရေးမှုတွေကပွေလင်းမြင့်တာမရှိဘူးလို့လည်းဆိုပါရယ်စစ်မှုထမ်းဥပဒေအတည်ပြုပြီးကြတဲ့အခါစစ်မှုထမ်းကြေးပေးနေကြရတာဖြစ်ပြီးငလင်ကြောင့်ဒေသခံတွေတည်ကြေးအိမ်တွေပြက်စီးခဲ့ရပေမဲ့ဆက်ပေးနေရစေလို့သိရပါဗျ။ငလင်လှုပ်လှုပ်ချင်းတလမှာစစ်မှုထမ်းကြေးမပေးရဘဲနောက်လတွေမှာတော့အကျေးရွာလိုက်ကောက်ခံတဲ့ငွေပမာဏမတူပေမဲ့ပေးနေရတော့မယ်လို့ဆိုပါရယ်။ အင်းလေးမှာငလင်ပေးတဲ့ပြည်သူတချို့ဟာပြည်ရင်းပြည်ပါကအလူရှင်တွေရဲ့ထောက်ပံ့တာတွေကိုမရတာတွေလည်းရှိနေပြီးတိရွာအုပ်ချုပ်ရေးမှူးနယ်နေဆက်သူတွေကတော့ထက်ခါထက်ခါရရှိနေရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ ဝန်ပြင်းနယ်မော်လမြိုင်မြို့မှာရှိတဲ့စက်ကောင်စီရဲ့အစိုးရရုံးနဲ့ဝန်ကြီးများအင်အားကိုဒေါ်လာ၁၂ရက်နေ့ညနေ၃နာရီလောက်ကတော်လိုင်းပူပေါင်းအဖွဲ့တွေကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တာမှာစက်ကောင်စီတပ်ဘက်ကအရာရှိ၂ယောက်ပြင်းထန်ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့တော်လိုင်းအဖွဲ့တွေကသိရပါဗျ။မော်လမြိုင်မြို့ရွှေတောင်ရက်ကွက်ကပြည်내အစိုးရရုံးနဲ့ငန်းတီရက်ကွက်ကဝင်ကြီးများအင်အားကိုဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တာမှာပြည်내ဥပဒေချုပ်နေအိမ်ကိုထိမှန်ပြီးစစ်ကောင်စီတပ်ဘက်ကအရာရှိ2ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ အရင်ဆုံးပြည်내အစိုးရရုံးကိုဒရုန်းတစ်စင်းလွှတ်တာဂျမ်းမမလွှတ်လို့နောက်နှစ်စင်းကိုဝင်ကြီးအိမ်ယာဘက်ကိုလွှတ်တာတစ်စင်းကဥပဒေချုပ်ရဲ့အိမ်ကိုထိပ်ပြီးအသေးကန်ဒရုန်းနောက်တစ်စင်းကကြိုက်မရောအဝိုင်းနာကစစ်စေးဂိမ်းနာမှာပြတ်ကျခဲ့ကြောင်းဘောပေါင်းအဖွဲ့တွေကတော့အထီးခိုင်မရှိပြန်လဲဆုတ်ခွာနိုင်ကြောင်းပြည်내ပကဖတာဝန်ရှိသူတယောက်ကပြောပါရယ် အခုလိုစစ်ကောင်စီအစိုးရအဖွဲ့ယုံနဲ့ဝင်ကြီးများအင်အားတိုက်ခိုက်ခံရတာကြောင့်ပြည်내အဆင့်အပါအဝင်မြို့နယ်အဆင့်ထိဝန်ထမ်းအင်အားလိုင်းခန်းနေထိုင်သူတွေအနေနဲ့ဘေးလွရာကိုပြောင်းရွှေ့နေထိုင်နေကြရတယ်လို့စစ်ကောင်စီခန့်ထွေးဦးဝန်ထမ်းတွေစီကသိရပါပါတယ်ရှင်။ TNL ထိချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနံတူမြို့နယ်ဘော်တွင်းတပ်တုတွင်နေမြေမှာရှိတဲ့စာတင်ကျောင်းတွေကိုပြီးခဲ့တဲ့2023 2024ပညာသင်နှစ်ကလေးကပိတ်ထားရတာကြောင့်အထက်တန်းအလယ်တန်းနဲ့မူလာတန်းအဆင့်ကျောင်းသားကျောင်းသူအယောက်900ကျော်ဟာပညာရေးနောက်ကျနေကြရတယ်လို့ကျောင်းသားမိဘတွေက TV ကိုပြောပါတယ်နံပါတ်2ဘော်တွင်းနယ်မြေနယ်ကြားစခန်းဒေသမှာရှိတဲ့စာသင်ကျောင်းတွေပိတ်ထားရတာပညာသင်နှစ်တစ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ် လက်ရှိ2024-2025ခုနှစ်ပညာသင်နှစ်မှာလည်းကျောင်းတွေပြန်လည်မဖွင့်လည်နိုင်သေးတဲ့အထူးအကြောင်းရင်းဟာတန်းမျိုးသားပညာရေးကော်မတီ TNEC နဲ့ညှိနှိုင်းမရသေးတာကြောင့်ဖြစ်တယ်လို့ကျောင်းသားမိဘတွေကဆိုပါတယ်ပေါ်တွင်းနဲ့ကြားစခန်းနေမြေဟာတတူတူဖော်ရေးဝန်တန်းဗမာလူမျိုးတွေအများဆုံးနေထိုင်တဲ့ဒေသဖြစ်တာကြောင့်အမျိုးသားညညရဲ့အစိုးရရဲ့ပညာရေးစနစ်အောက်မှာပညာသင်ကြားချန်နယ်ចောင်းသားမိဘတွေပုံများနေပါဗျာ ဒီကိစ္စနဲ့ပတ်သက်ပြီး TNEC ကိုဆက်သွယ်ပေးမယ်ဆက်သွယ်လို့မရရှိသေးပါဘူးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကတော့ Federal Democracy ပြည်ညင်အရာ Federal ပညာရေးမူဝါဒအရာနမတူမျိုးနဲ့ Foreign ကျေးရွာအုပ်စုအတွင်းကပြည်သူအခြေပြုစာတင်ကြောင်းကိစ္စကိုတောင်းပညာရေးကောင်စီ TLEC နဲ့ချိတ်ဆက်ဆောင်ရွက်ဖို့2024ခုနှစ်ဇူလိုင်16ရက်နေ့မှာအကြောင်းကြားစာထုတ်ထားပါတယ် ။နမ်မတူမြို့ကို TNL တောင်းတက်က10-20ဆစ်စင်ရေးကာလာတွင်သိမ်းပိုက်ခဲ့ပြီးပေါ်ရင်းနဲ့ကြားစခန်းဒေသကို KIA ကချင်တက်နဲ့ PDF တက်တွေကသိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။အခုလက်ရှိအဲ့ဒီဒေသကို KIA ကချင်တက်နဲ့ TNL တောင်းတက်တို့ကအုပ်ချုပ်နေတာဖြစ်ပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တွေကမြို့ပေါ်ရပ်ကွက်နှစ်ခုမှာရေဝင်ရောက်လာမှုကြောင့်အိမ်အောင်စု100ကျော်ခမ်းမန်းလူဦးရေ400နီးပါးရေပေးရှောင်နေရတယ်လို့ကိုကြီးကလေးရဲ့အဖွဲ့တွေကပြောပါရတယ်။ နှရဲစတိုက်မိုးမရပါပဲညောင်ရွှေမြို့ပတ်လည်မှာရှိနေတဲ့ကံကြီးကိုးကံကရေရှမ်းပြီးညောင်ရွှေမြို့ပေါ်ရက်ွက်ရှိခုရှိတဲ့ထဲကမြို့ဝင်ချောင်းနဲ့နေတဲ့ဒါစီရက်ွက်နဲ့ကန်တာရက်ွက်တွေကလူနေအိမ်တွေထဲမှာနှစ်ပေကျော်လောက်ထိရေတွေဝင်နေပြီးအင်းလေးအဝင်ချောင်းထဲမှာလည်းကန်းဆက်ကနေ၅ပေလောက်ထိရေတက်နေတယ်လို့ဆိုပါရယ် တာစီနဲ့ကန်တာတို့ကတထက်အိမ်ထဲနေထိုင်ကြတဲ့အခြေခံလူဒန်းစားတွေကအိမ်ထဲနေထိုင်လို့မရတော့တာကြောင့်ကိုထူကိုထရွှေ့ပြောင်းနေကြရသလိုကုညီရေးအဖွဲ့တွေရဲ့အကူအညီနဲ့ပြောင်းရွှေ့တာတွေလည်းလှုံ့ဆော်နေကြရပါတယ်။ကန်းစက်ကနေဆိုရင်၅ပေကျော်လောက်တက်သွားတယ်။မြို့ထဲမှာ၂ပေကျော်လောက်ဝင်နေပြီ။မြို့ရဲ့၃ပုံ၃ပုံလောက်ကရှေ့ဝင်နေပြီဖြစ်ကြောင်းအခုမုံမရွာပဲနေပူနေတာကနည်းနည်းတော့အဆင်ပြေကြောင်း မိုးထက်ရွာရင်မလွယ်ပဲကန်တာကတော့တရက်ကွက်လုံးနေပါမြုပ်သွားပြီ ဖြစ်လို့အိမ်အောင်စုတရာကျော်ကရွှေ့ပြောင်းနေရကြောင်းကျန်တဲ့သူတွေကရေဒီထက်တက်လာမှပြောင်းဖို့အခြေအနေကြည့်နေကြကြောင်းကိုကြီးကေစရေးအဖွဲ့ဝင်တယောက်ကပြောပြပါဗျ။ရေပေးတဲ့ပြည်သူတွေဟာရေလို့ရဖုန်ကြီးကြောင်းနဲ့ဖျားဝန်းနေတဲ့လက်တလောနေထိုင်နေပြီးနှစ်ထပ်အိမ်အထက်နေထိုင်သူတွေကတော့အပေါ်ဓာတ်တွေမှာနေနေကြပြီးရေထက်တက်လာမှရွှေ့ပြောင်းမှုတွေပြင်ဆင်နေကြတယ်လို့သိရပါဗျရှင်။ စကိုင်းတိုင်းစကိုင်းမြို့နယ်အရှိမြောက်ချမ်း ARA မြင်းအနောက်ဘက်ကန်ကကြေးရွာတွေကိုစစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးဝေရောက်နေတာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေရလို့ဒေသခံတွေစီကသိရပါဗျ။ မတ်လ28ရက်နေ့ကစတင်ပြီးဂျွန်လ23ရက်နေ့အထိစစ်ကောင်စီစစ်တောင်းဟာမင်းကွန်၊ကင်းရွာ၊ချောင်းမကြီးရွာရဲ့တောင်ဘက်မှာရှိတဲ့လက်ပံ၊တလိုင်းစင်၊ထမ်းမြင့်ရွာတွေမှာဖြန့်ခွဲအခြေပြုထားတဲ့ခေါမရ81 44 33တပ်တွေကစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပြူစောတီပြည်သူစစ်ပူးပေါင်းပြီးစစ်တောင်းထိုးနေတာလို့ဆိုပါရယ်။ရွာကိုဝင်တော့မယ်ဆိုရင်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ကြောင် လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံအရက်သားတွေနေရဆုံးခွာထွက်ပြေးနေရကြောင်းစစ်တောင်းထိုးလာတာကြောင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့လည်းထိတွေ့တိုက်ပွဲတွေဖြစ်နေကြကြောင်းခင်းရွာသားတယောက်ကပြောပါရယ် ။နှစ်ဖက်တိုက်ပွဲအတွင်းကိုစကိုင်းမြို့နယ်အုံတော်ရွာမှာရှိတဲ့စစ်ကောင်စီအထိုင်စစ်တပ်ကနေလက်နက်ကြီးပစ်ကူတွေပေးနေတာကြောင့်ကင်းရွာ၊ချောင်းမကြီး၊အုံသစင်၊မြေတိုင်၊တင်ခါကျွန်း၊ရွှေခဲပြန်၊ထုံးဘူ၊ကသေးတောက်၊အိုင်းတိုင်နဲ့ရောင်းမစုပ်ရွာကဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ဆိုင်းဘုတ်တွေကိုမြန်မာဘာသာနဲ့ပြောင်းဖို့အတွက်စစ်ကောင်စီလက်အောက်ခံတွေကအသိပေးနေတယ်လို့မြို့ကန်တွေကပြောပါဗျ။ဂျွန်လ17ရက်နေ့လောက်ကစပြီးဆိုင်းခန်းနဲ့ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေကိုအရက်ဝက်နဲ့လူတွေကလိုက်ပြောနေတာဖြစ်ပြီးအင်္ဂလိပ်နာမည်ကနေမြန်မာနာမည်နဲ့ပြောင်းရမယ်လို့ဆိုပါဗျ။မြို့ကန်တယောက်က တချို့ရက်ွက်တွေကြတော့ဆိုင်းဘုတ်ကိုဖြုတ်ချပြီးမြမလိုပြောင်းခိုင်းတာပါတချို့ရက်ွက်တွေကတော့ငိုဆိုင်းဘုတ်မှာမြမစာနဲ့စတစ်ကာဖောက်ပြီးကတ်လဲရတယ်လို့ပြောတယ်မလုံရင်ဘာဖြစ်မယ်လို့ဘာလို့တော့မပြောသွားပါဘူးမပြောင်းရင်ဘာလုပ်မယ်မသိတော့ပြောင်းနေကြရတယ်လို့ပြောခဲ့ပါတယ်ဆိုင်းဘုတ်တွေပြောင်းလဲဖို့စီပင်ဝန်ထမ်းတွေကလိုက်ပြောတာလို့ဒေသခံတွေကပြောသလိုစစ်ကောင်စီခန့်ရက်ွက်အုပ်ချုပ်ရေးရုံးကလိုက်လံပြောဆိုတာဖြစ်တယ်လို့လည်းဆိုကြပါတယ်လက်ရှိမှာတော့တောင်ကြီးမြို့ပေါ်က D16 မုန်တိုက်က D16 မုန်တိုက်ဖြစ်ပြောင်းလဲထားကြောင်းကြေညာထားပြီး711ကဖေးကို9.17လို့ပြောင်းလဲထားတာတွေ့ရပါတယ်။စိုင်းဘုတ်ပြောင်းလဲပေးရသူတွေကတော့ဘာကြောင့်ပြောင်းလဲရရဲဆိုတာကိုရေးရရမသိကြသေးဘူးလို့ပြောပါရရှင်။ ပဲခူးတိုင်းတာဝရီအကျဉ်းထောင်မှာမတရားဖမ်းဆီးအကျဉ်းချခံထားတဲ့နိုင်ငံရေးအကျဉ်းသားကိုဖိုးဖြူကိုထောင်အနာပိုင်တွေကလုံပိုင်ခွင့်အာဏာအလွှဲသုံးစားလုပ်ပြီးတိုက်ပိတ်ထားကစေဝါကူတာခွင့်မပေးဘူးလို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WPP ကဂျွန်လ12ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ အပြည်ပြည်ဆိုင်ရာချက်ချေနေအဖွဲ့ International Committee of the Red Cross ICRC ကတာဝရီအကျဉ်းထောင်ကိုလာရောက်ကြည့်ရှုစဉ်နိုင်ငံရေးအကျဉ်းသားလူမှုကွန်ရက်ရှိနေကိုဖိုးဘျူက ICRC တာဝန်ရှိသူတွေကိုအကျဉ်းသားတွေရဲ့အခွင့်အရေးချိုးဖောက်မခံရအောင်နှိပ်စက်ညှဉ်းပန်းမှုမခံရအောင်အကျဉ်းထောင်တွင် ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုပြောကြားခဲ့ပါတယ် ထောက်အနာပိုင်တွေကအကျဉ်းထောင်အတွင်းဖြစ်ပျက်နေတဲ့အခွင့်အရေးချိုးဖောက်နေမှုခွဲခြားဆက်ဆံခံရမှုတို့ကို မပြောဖို့အတွက်ကိုဖိုးပြူကိုပိတ်ပင်ထားခဲ့တဲ့ကြားကနေအခုလိုပြောပြခဲ့တာပါအခုလိုအကျဉ်းထောင်တွင်ဖြစ်ပျက်တွေကိုပြောပြခဲ့တာကြောင့်အကျဉ်းထောင်အာဏာပိုင်တွေကတခြားအမှုနဲ့အကျဉ်းကျနေတဲ့အကျဉ်းသားတွေကိုကိုဖိုးပြူကိုရိုက်နှက်ခိုင်းခဲ့ပြီးစေဝါကုသခွင့်မပေးဘဲတိုက်ပိတ်ထားတာဟာလည်းပြီးခဲ့တဲ့မေလနှောင်းပိုင်းကနေလက်ရှိအချိန်ထိဖြစ်တယ်လို့ WPP ရဲ့တာဝန်ရှိသူတယောက်ကပြောပြပါဗျာ။ ICRC အနေနဲ့အကျဉ်းထောင်တွေကိုဝင်ရောက်စစ်ဆေးတာတွေအလဲကျပြုလုပ်နေရလို့လည်းသူကဆက်ပြောပါတယ်ရှင်လာမယ့်တစ်ပတ်အတွင်းလေဖိအားနှင့်ရက်ဝန်ဖြစ်နိုင်တာနဲ့မြန်မာနိုင်ငံအထက်ပိုင်းမှာမိုးဆက်ရွာနိုင်တာကြောင့်ရေကြီးရေရှမ်းတာ၊ဆယ်ရီလွတ်တာ၊ဆယ်ကျိုးတာတို့ကိုကြိုတင်သတိပြုကြဖို့အမျိုးသားညွညွရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ပေးရနေရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကဂျွန်လ23ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ မိုးလေဝသအခြေအနေအထူးသတိပေးချက်အဖြစ်ထုတ်ပြန်လာတာဖြစ်ပြီးနိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ခန့်မှန်းချက်တွေအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အထင်အထင်ကနေတိမ်ထူထပ်နေပြီးမုတ်တုံလီအားကောင်းတာကနေအားအလွန်ကောင်းနေတယ်လို့ဆိုပါတယ်အထူးသတိပေးချက်အနေနဲ့လာမယ့်တစ်ပတ်အတွင်းလီပီးယားနဲ့ရပ်ဝန်းဖြစ်ပေါ်နိုင်တာနဲ့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးဆက်ရွာနိုင်တာကြောင့်မြန်မာနိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရေကြီးရေလျှံတာပြည့်ပြည့်ရေလွှမ်းမှုတာ ကမ်းပါပြူတာနဲ့မြေပြိုတဲ့အနေရတွေကိုအထူးသတိပြုဖို့ထုတ်ပြန်ပါတယ်။ကမ်းပါတလျှောက်မြို့ရွာတွေဆယ်နဲ့ရေလောင်တမန်တွေနားကမြို့ရွာတွေအနေနဲ့မိုးလေဝသသတင်းတွေကိုအထူးသတိပြုနားထောင်ပြီးရေကြီးရေရှမ်းအနေရနဲ့ဆယ်ရေလွတ်တော့ဆယ်ကျိုးတာကြောင့်ရုတ်တရက်ရေလွှမ်းမှုမှုဘေးကိုကြိုတင်သတိပြုရှောင်ရှားနိုင်ကြဖို့လည်းအသိပေးထားပါရဲ့ရှင်။